သေခြင်းကိုအောင်နိုင်ခြင်းမရှိဘဲတော့ကိုကိုကိုဖျားလို့သတ်မှတ်လို့မရဘူးသတ်မှတ်ကောင်းသတ်မှတ်လို့ရပေမဲ့တင့်မှာတက်တည်ပြဖို့ရှိတယ်။ဘာကြောင့်သေခြင်းကိုအောင်ဖို့လိုတာလဲ။သေခြင်းတရားလူတိုင်းကြောက်တယ်။ဒါပေမဲ့ဖျားမှန်ရင်တော့ကျွန်တော်တို့ကို အသက်ရှင်ခြင်းအခွင့်ပေးနိုင်ရမယ်။အသက်ရှင်ခြင်းခွင့်ဆိုတော့တခိယေရှုဟာသူဟာအသက်ပေးပိုင်တဲ့အရှင်ဖြစ်တယ်။ငါသည်လမ်းခီးတမန်တော်အသက်ဖြစ်တယ်လို့ပြောတဲ့အခါမှာ သူကသေသွားပြီးတော့သူ့အယိုးတွေသူ့အုတ်ဂူထဲမှာအယိုးတွေနဲ့သူ့ရဲ့မြုံနှံထားတဲ့နေရာကိုသွားကြည့်လို့ရနိုင်မယ်ဆိုဒါသေကြတယ်လိန်ပြောတာဒါသေကြတယ်ရှောက်ပြောတာပဲဒါပေမဲ့သူကအသက်ပေးပိုင်နိုင်တဲ့အရှင်ဖြစ်တယ်ဆိုတာကိုအကောင်းဆုံးသက်သေပြဖို့ကတခုပဲရှိရယ်သေခြင်းကနေသေခြင်းတရားအောင်နိုင်ဖို့ဖြစ်တယ်အကယ်၍ယေရှုရဲ့ရှင်ပြန်ထမြောက် တဲဆိုတဲ့စကားကသင်အတွက်ဒဏ္ဍာရီစကားဖြစ်တယ်ဒါကတော့ယုံနှန်းစကားဖြစ်တယ်ဒါကတော့ခရိယန်တွေပဲပြောတဲ့စကားဖြစ်တယ်ဆိုရင်အဲ့ဒီမှာမရက်ပါနဲ့ရှာပါအဲ့ဒီမှာမရက်ပါနဲ့ဆက်သွားပါအဲ့ဒီမှာမရက်ပါနဲ့ဘာကြောင့်ဒီအရာကဒဏ္ဍာရီစကား မဟုတ်ဘူးလေ။ဘာကြောင့်သူတို့ကဒါကိုရှင်ပြန်ထမြောက်တာလို့ပြောနေလဲဆိုတာမိတ်ဆွေရှာဖို့ဖြစ်တယ်။ဆိုတော့သခင်ယေရှုရှင်ပြန်ထမြောက်ခြင်းကိုလူ900ကတပြိုင်နက်တည်းမြင်တယ်။ပေတျုလည်းမြင်တယ်။တကြိတ်နှစ်ပါးသောတမန်တော်တွေလည်းမြင်တယ်လို့ပြောထားပြီးပြီ။ဆိုတော့မယုံရင်မင်းတို့ပြန်သွားမေးလို့ရတယ်လို့အဲ့ဒီစာရေးတဲ့အချိန်မှာရှင်ပေါလုကစိန်ခေါ်တာ။ထို့နောက်ယာကုပ်ညီအ í သခင်ယေရှုရဲ့ညီတော်ယာကုပ် ခင်ယေရှုလက်မခံတဲ့တရားသခင်ယေရှုကိုအယူးလို့ပြောတဲ့တရားသခင်ယေရှုကိုသူ့ရဲ့မိသားစုဝင်တွေနဲ့ညီကိုနဲ့လာပြီးတော့ပြန်ခေါ်သွားဖို့လာခေါ်တဲ့တရားအဲ့ဒီတရားလည်းမြင်သွားတယ်ခရစ်တော်နောက်လိုက်တယ်ထို့နောက်တမန်တော်အပေါင်းတို့သည်မြင်ရကြ၏နောက်ဆုံးသောအချိန်မအချိန်မတော်မတန်ဖွာသောသူကဲ့သို့သောငါပင်မြင်ရ၏ ရှင်ပေါလုကငါလဲတွေ့တယ်ဘယ်မှာတွေ့တာလဲဓမ္မသက်သွားတဲ့လမ်းမှာရှင်ပြန်ထမြောက်တဲ့ယေရှုပေါ်လာလို့သူမျက်စိကန်းသွားတယ်အသံမဲကြားတယ်သူတို့သိတယ်ဒီသူတို့ရဲ့နောက်လိုက်တဲ့ရာဘိုင်က ပုံမှန်ရာဘိုင်မဟုတ်ဘူးမေရှိယဖြစ်တယ်ဆိုတာသူတို့သိတယ်အဲ့လိုသိတဲ့အခါမှာသူတို့ကလည်းနောက်ကိုလိုက်တယ်ဒါပေမဲ့သူတို့မျှော်လင့်ထားတာကဒီမေရှိယသူတို့ကဲတင်မယ်ယောမာရီလက်အောက်ကလွတ်စေမယ်လို့ထင်ထားပေမဲ့ယုတ်တရက်ကြီး အသက်ခံရတာခါမှာဟာဒုက္ခပဲငါတို့လည်းပြေပုံရမယ်ကြောက်နေတာဒါပေမဲ့ရှင်ပြန်ထမြောက်ခြင်းကိုတွေ့ပြီးတော့ရှင်ပြန်ထမြောက်တဲ့သခင်ကိုတွေ့ပြီးတဲ့နောက်ပိုင်းမှာဒီပုံကိုယ်တွေလောက်ရဲရင်တဲ့သူမတွေ့ရအောင်ဒီပုံကိုယ်တွေလောက်တတ်သိရှိတဲ့သူမတွေ့ရအောင်ဒီပုံကိုယ်တွေလောက်ကိုယ့်အသက်ကိုလုံးဝဂရုမစိုက်ဘဲနဲ့ခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းအကြောင်းကိုလူတွေကိုပြောပြဖို့ လှုပ်တဲ့လူတွေသူတို့လောက်တတ်သိရှိရလို့မရှိတော့ဘူးဒီအချက်ကိုကြည်ချင်းအဖြစ်ကြောက်ရွံ့တဲ့တပည့်တော်တွေဘာကြောင့်အသက်ပေးရတာလဲသူတို့ယုံကြည်တဲ့အရာကမှန်ကန်တယ်သခင်ယေရှုတကယ်ပဲရှင်ပြန်ထမြောက်လို့သွားရတာဖြစ်တယ်လို့သူတို့ကသိသွားတာသခင်ယေရှုကပြောလိုက်ပြီးအပြက်ပဲထမြောက်ခြင်းကြောင့်နဲ့အသက်ရှင်ခြင်းကြောင့်ဒီနေ့ယေရှုကဖျားမလို့ဒီဟာကိုပြောတာ အသက်ရှင်ခြင်းကြောင့် prophet ပဲလူသားပဲဆိုရင်ဒီစကားကိုပြောမှာမဟုတ်ဘူးကျမ်းစာပဲသင်တဲ့ကျမ်းကျမ်းစာသင်ဆရာဆိုရင်တော့ဒီစကားကိုပြောလို့မရဘူးဖျားမှန်လို့ငါ့ကိုယုံကြည်တဲ့သူသေလွန်တော်လေရှင်မဲအာမင်ဒါကြောင့်ကျွန်တော်တို့ကသခင်ယေရှုရှင်ပြန်ထမြောက်ခြင်းကြောင့်လုံးဝလုံးဝ သေးခြင်းကိုကြောက်ရွံ့မလို့တော့ကျွန်တော်တို့ကတခါလေကြိုက်ဟာဒါကငါအမျိုးဒါကသူ့အမျိုးအမှန်တော့လူသားတိုင်းကအမျိုးတစ်မျိုးပဲသေမျိုးဒါပေမဲ့ခရစ်တော်ဒီအူသီးတော်အသီးဖြစ်တယ်အတိတ်ပဲပါလေအူသီးတော်အသီးဆိုတာသေခြင်းကနေထမြောက်လာတဲ့သူတွေထဲမှာပထမဦးဆုံးတရား ခရစ်တော်သည်အဦးသီးတော်သည် ဖြစ်တော်မူ၏ခရစ်တော်သည်ကြွလာတော်မူသောအခါဟာလေလုယာခရစ်တော်ပြန်လာကြွလာတဲ့နေ့မှာတပည့်တော်ဖြစ်တော်သင်တို့သည်မဖြစ်မလဲရှင်ခြင်းသို့ရောက်ကြလိမ့်မည်အာမင်တလောက်ကောင်းတဲ့အာမခံချက်ဘယ်ဖျားပေးနိုင်လဲဘာသာတိုင်းကဖျားစီသွားဖို့သင်ပေးတယ်ခရစ်ယာန်ဘာသာမှာတော့ဖျားကလူလာဖြစ်ပြီးတော့တကားဖွင့်ပေးတယ် ။ဒါကြောင့်သင်နဲ့ကျွန်တော်ဖျားစီကိုဝင်ခွင့်ပိတ်နေတဲ့အရာအားလုံးတကားပွင့်သွားပြီ။ခရစ်တော်အသေးခံပြီးတဲ့အချိန်မှာကြီးသောအသံနဲ့အသက်တော်လွတ်တဲ့အချိန်မှာမိမ့်မန်တော်ရဲ့ကလကအပွားနဲ့အောက်ဆုတ်ပြေးသွားတယ်။အဲ့ဒီကလကကွဲသွားတာကဘောင်ပုံဆောင်လေသီလား။သင်နဲ့ကျွန်တော်ဖျားမျက်မှောက်တော်ထဲကိုလေတကားမရှိဒါမရှိဝင်နိုင်ပြီ။အနီပါတီ ချင်းကပ်နိုင်ပြီထားမြောက်ချင်းတကူတော့အသက်ဖြစ်စီပြီနေ့ရက်တိုင်းခရစ်တော်ကျွန်ုပ်၌အသက်ရှင်နေဟာလေလုယာဒါကြောင့်ကျွန်တော်တို့ဒီဒီသချင်းနေချီးမွမ်းတဲ့ခါမှာဘာနားလဲရမလဲဖခင်ရဲ့အသေးခံခြင်းကသင်နဲ့ကျွန်တော်ကိုလေမျက်မှောက်တော်ထဲကိုဝင်ခန့်ပေးတာဒီနေ့ခရစ်တော်အသက်ရှင်လို့ပြောနိုင်တာသေနေတဲ့ဖခင်ကိုကူးကွယ်ရင်တော့ပြန်လာခေါ်မယ်ဆိုပြီး तू ကသေနေ ကျွန်တော်မျောလင်းချက်ကြီးကအချီးနီးပဲလေမျောဘာအောင်ယုံကြည်ရမှာလဲဘာမှယုံကြည်စရာမရှိတော့ဘူးလေဒါပေမဲ့အသက်ရှင်တဲ့ဖခင်ဖြစ်လို့သူပြန်လာခေါ်ပါမယ်ကျွန်တော်တို့ကိုကတိပေးခဲ့တယ်